iPhone 50 Pro Max ကြီးအရောရောက်လာတဲ့နေ့ဖြစ်ပါတယ်။ဒါကတော့ unboxing လုပ်နေတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။အဲ့တော့ iPhone ကိုအရစ်ကြအတိုးလုံးဝမပေးရဘဲနဲ့တလဘဖိုးလောက်တောင်မရှိတဲ့နှုံထားလေးနဲ့ဝင်လိုက်နိုင်တာဖြစ်ပါတယ်။အဲ့တော့မင်းဆန်တို့မသိသေးတဲ့လူတွေကိုလည်း WhatsApp ရှင်း share လုပ်ပေးခြင်းပါတယ်။အဲ့တော့ဒီ app iPhone ပေါ့နော်ဝယ်ခြင်းတဲ့သူတွေကဝယ်ခြင်းတယ်ဆိုတဲ့သူတွေအရေးကြဝယ်ခြင်းတဲ့သူတွေအခုမှဂျပန်ရောက်တဲ့သူတွေပေါ့နော်အဲ့တော့အစ်စ်ထွက်မဲ့ iPhone ကိုလည်းဝယ်ခြင်းတယ်ဆိုလို့ရှိရင်တော့အမနာဆန်တို့ DB လေးကိုကြည့်ပြီးတော့မှလွယ်တဲ့ဟာလေးတွေပြင်ဆင်ထားဖို့တော့လိုပါတယ်အဲ့တော့ဝါတက်ရှိပြပြပါမယ်စိတ်ဝင်စားတယ်ဆိုရင်တော့အဆုံးထိဆက်ကြည့်ပေါ့နော်အဲ့တော့ပြပြပါမယ်ဒီဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်အယူဆုံးအမနာဆန်တို့ကဒီ PD ဆိုတဲ့ software လေးနဲ့ဝါတက်ရှိကဝယ်တာပေါ့နော် software တော့မဟုတ်ဘူး PD ဆိုတာ Visa card ပေါ့နော်အဲ့ဒီ card နဲ့ဝယ်တာပါ cash out ထားဖို့အတွက်ဆိုရင်တော့ ော့ my number ကတ်လိုပါတယ် my number ကတ်ကိုဘယ်လိုလျှောက်ထားမလဲဆိုလို့ရှိရင် ဂျပန်မှာကဂျပန်ရောက်ပြီးတဲ့သူတွေဆိုလို့ရှိရင်တပတ်ကြာနှစ်ပတ်သို့မဟုတ်တစ်လအတွင်းမှာဒီ My Number Card ဆိုတာခိုးချင်းပေါင်းကိုဆိုရဲကိုပိုင်နံပါတ်ပေါ့နော်အဲ့ဒီနံပါတ်စာအိတ်လေးပို့ပါတယ်အာ My Number Card ရှောက်မလားမရှောက်ဘူးလားဆိုရဲစာအိတ်လေးပေါ့ကိုကရှောက်ချင်တယ်ဆိုလို့ရှိရင်အာမြို့နယ်ရုံးကိုရှောက်ခုရှောက်ကိုတွားပြီးတော့မှ My Number Card ရှောက်ထားချင်ပါတယ်လို့ပြောလိုက်ရင်မနက်ဆန်တို့အလွယ်တကူရှောက်ထားလို့ရပါတယ်အဲ့တော့ license ဓာတ်ပုံလိုပါတယ်အာ license ဓာတ်ပုံမရှိလို့ရှိလို့ရှိရင်လေအာသူတို့ဟိုမှာနေတန်းရိုက်ထားလို့ရပါတယ်တန်းရိုက်ပြီး းပါတယ်ပေါ့နော်အဲ့တော့ဒီ application လေးဖြစ်ပါတယ်မျိုးပဲပေါ့နော်ဒီ visa ကပ်ပါပဲအဲ့တော့သူ့ကိုရှောက်ထားတဲ့အခါမှာကျတော့မင်းဆန်တို့ကဒီအလုတ်ကင်ကြီးဖြစ်ရတာပေါ့နော်အလုတ်ဒီ shoe ဆေးဆိုလို့ရှိရင်နော်ဟော လာစာနဲတယ်ပေါ့ကွာ15000တော့ပဲရရတယ်တနည်းဝင်ဝင်သူကဖြည့်ရတာကိုတနည်းကိုကွာအမောင်နည်းနည်းပဲထည့်လိုက်မယ်ဆိုရင်မနာဆန်တို့သုံးနိုင်တဲ့ပမာဏเนาะသူချပေးတဲ့ပမာဏကနည်းသွားမှာဖြစ်ပါတယ်ဟိုတက်ရှိကတော့ပုံမှန်အပြင်မှာဝါဒရှိလုံနေတာကเนาะចောင်းသားအရုပ်ပိုက်သူလုံနေတာပါဘိုက်သူကအများဆုံးရမှာတလောက်ကို17000ပဲရတာပေါ့เนาะဒါပေမဲ့ဝါဒရှိကအရုပ်ပိုက်သူမထည့်ပဲနဲ့ဂျေးကျော်ကိုပိုင်လုပ်ငန်းဆိုပြီးတော့မှာ ကိုပိုင်လုပ်ငန်းထည့်လိုက်တယ်။နောက်ဝင်ငွေပေါ့နော်။အာဝင်ငွေကတစ်နှစ်စာဝင်ငွေက1300ကျော်ထည့်လိုက်ပါတယ်။အဲ့တော့ထည့်လိုက်တော့ဘလောက်ဝါတက်ရှိကိုပေးပြန်ပေးလဲဆိုရင်သူကဒီဈေးဝယ်ဖို့ပေါ့နော်။ဒီမှာအိုခိုင်းမှုလို့လုပ်လို့ရပါတယ်။ဒီတော့ကိုနေရနေမနဆန်တို့ကြိုက်တဲ့ item တွေဝယ်လို့ရပါတယ်။အရေးကြပါအတိုးလုံးဝမပေးပါဘူး။အရေးကြခွဲရှင်းလို့ရပါတယ်။အမေဆွန်ကပဲဝယ်မလားပေါ့ဒီမှာနော်။မေလူကာရီကပဲဝယ်မလား။ကြိုက်တဲ့စီအောင်ဝယ်လို့ရပါတယ်။ဒီတော့ကိုမမဟုတ်ပါဘူး။အဲ့လို PD နဲ့တုံးလို့ရတဲ့ကပ်ပေါ့။သူက Visa ကတ်ဆိုတော့လေးလက်မှတ်လဲမနဆန်ဝယ် ယ်လို့ရပါတယ်ဒီပေဒီကတ်နေဝါဒရှိဝယ်ထားဖို့ပါတယ်အဲ့တော့ဗီဇာကတ်သဘောပါပဲပေါ့နော်သူကအဲ့လိုမျိုးခွဲရှင်းလို့ရတယ်ဒါပေမဲ့3000အထိပဲမင်းဆိုင်ရပါတယ်အပြင်ဈေးဝယ်မယ်ဆိုရင်3000ဝယ်ရပါတယ် Apple Store ကနေတွားပြီးတော့မှ Apple product တွေဝယ်မယ်ဆိုလို့ရှိရင်တော့21000အထိရပါတယ်ဒါကတော့ဝါဒရှိက တောင်း300ပေါ့နော်တနည်းဝင်ဝင်တောင်း300ထည့်လိုက်လို့အဲ့လောက်ပဲရတာပါအဲ့တော့မင်းဆန်တို့ကဒီတောင်း300ထဲနည်းနည်းလေးပဲဖြစ်မယ်ဆိုရင်မင်းဆန်တို့အနေနဲ့နည်းနည်းပဲရမှာပေါ့နော်သူကကြတော့ဒီလောက်ဝင်ငွေတဲ့ဝင်ဒီလောက်နှုံထားပဲဝင်တဲ့သူကိုဒီလောက်ပဲသုံးရမယ်ဆိုပြီးတော့မှသူကတတ်မှတ်ထားပါပေါ့နော်အများကြီးပေးလိုက်လို့ရှိရင်လေဒီလိုကဘယ်လိုပြန်ဆက်မလဲဆိုပြီးတော့သူကတွတ်တာပေါ့နော်အဲ့တော့ဝါတရှိတငယ်ချင်းတယောက်ကကြတော့တောင်း900လောက်ထည့်လိုက်တော့သူကဒီဈေးဝယ်တွက်ဖို့တဲ့အခိုင်းမွန်လို့လုပ်ဖို့အတွက်က10000ရပြီးတော့မှ Apple Store ကို1090ထိရတယ်ပေါ့နော်ဒါဆိုရင် तू ကဟိုဖုန်းဆိုလေ ဲနှစ်မျိုးလောက်ပေါ့နော်နှလုံးလောက်ဝယ်လို့ရတယ်ပေါ့အဲ့ဒါလေးအဲ့ဒါလေးတစ်ချက်ပေါ့နော်တတိထားပြီးတော့မှကက်လေးကိုရှောက်ထားပေါ့နော်ဝင်ငွေကိုများများထည့်ပေါ့ကိုကများများလိုချင်ရင်တော့နောက်တစ်ခုကဟိုတမင်းနဆန်တို့ကဒီ iPhone ဝယ်ချင်နေပေါ့နော် iPhone ဝယ်စလို့ဒီ PD ကိုရှောက်ထားတယ်ဆိုလို့ရှိရင်ရှောက်တဲ့အခါမှာ PD ကရှောက်တဲ့အခါမှာလက်ခံဖုန်းကလည်း iPhone ဖြစ်ဖို့လိုပါတယ်ပေါ့နော်တခြားဖုန်းတွေနဲ့အဲရာကောင်းရနိုင်ပြီမဲ့ iPhone ကတော့ပို့ပြီးတော့စိတ်ချရတယ်ပေါ့နော်ကို့မှာ iPhone ရှိနေအောင်မှတကယ်ချင်းရဲ့ iPhone တွေကို iPhone ငှားပြီးတော့မှဒီ ရှောက်ထားပါတော့ပေဒီကက်ရှောက်ထားပါအာမရတဲ့လူတွေလည်းရှိလို့လေမနာဆန်တော့အဲ့လိုမျိုး iPhone လေးနဲ့ရှောက်ထားတာတော့ပိုအဆင်ပြေပါတယ်ရှောက်ထားပြီးသွားလို့ရှိရင်အဲ့လိုမျိုးကိုကဝင်းဝေးကိုလည်းတေချာဖြည့်လိုက်မယ်ဆိုရင်တော့မနာဆန်တို့တုံးနိုင်တဲ့အပေါက်တွေရလာပါမယ်ရလာပြီးတော့မှဒီ Apple Store ထဲဝင်ပြီးတော့မှ iPhone တောင်းဝယ်လို့ရတဲ့တငယ်ချင်းလည်းရှိတယ်လို့ Watership ကိုတိုင်ကတော့မရခဲ့ပါဘူးမရခဲ့တဲ့အတွက်ဝယ်တယ်ဝယ်တယ်ဝယ်တယ်လုံးဝဝင်းဝေးဝင်းဝေးမရဘူးမရတော့နောက်ဆုံးဘယ်လိုလုပ်လိုက်ရလဲဆိုရင်ဒူကိုမောကနေသွားပြီးတော့မှအပြင်မှာအရေးကြတဲ့တစ်နှစ်အရေးကြတဲ့ဝယ်ခဲ့ ေ့ရပါတယ်ဟိုအဲ့ဒါအကြောင်းတော့အတိုးတွေအများကြီးပေးရပါတယ်တနေ့အရေးကြောက်မှာမူရင်းစေးထက်ကို9000ကျော်ပေါ့နော်9000ကျော်အတိုးပေးခဲ့ရပါတယ်မနားဆန်အခုကကြတော့အာဝတ်တက်ရှိဒီကနေပြီးတော့ဘာဝယ်အရင်ဆုံးဘာဝယ်လိုက်လဲဆိုလို့ရှိရင်ဒီအာရှိုင်းလာရှိန်းလာနော်အဲ့ကနေပြီးတော့မှအင်ဂျီမှားလိုက်တယ်အင်ဂျီမှားတယ်အင်ဂျီအောင်မှဆက်လို့မကြည့်သေးဘူးပေါ့နော်ဆက်လို့ဆက်လို့မပြီးသေးပါဘူးအင်ဂျီအရင်မှားတယ်မှားပြီးတော့ဒီလေလက်မှတ်ဝါတက်ရှိဒီကနေဖြတ်လိုက်တယ်ပေါ့နော်အဲ့ဒါတွေဖြတ်လိုက်ပြီးရဲ့နောက်မှာ အာဝီလီလမတ်ဆိုလည်းဖျက်လိုက်တာ3လလရှိနေပြီအခုမှသူဟိုတယ်ဟိုအရင်လားမှသူငွေစဖျက်တာပေါ့နော်ငွေဝတ်တက်ရှိစရာငွေစဖျက်တာပြန်ဆက်ကြတာပေါ့နော်တလားစာပဲရှိပါသေးတယ်ဝယ်တာဝယ်လိုက်တာတော့ကြာပါပြီအဲ့ဒါတွေဝယ်ပြီးတဲ့နောက်မှာသူကယုံသွားပြီပေါ့နော်ကိုကိုယုံသွားပြီဆိုလို့ရှိရင် App Store ကနေသွားပြီးတော့ iPhone ဝယ်လို့ရပါပြီဝတ်တက်ရှိကတော့ဝယ်လို့ရခဲ့ပါပြီ ဲ့တော့ဘယ်လိုဝယ်လို့ရမလဲဆိုတဲ့အကြောင်းကိုပြပြပေးပါမယ်အဲ့တော့ပြန်ပြောရရင်တော့အရင်ဆုံး my number ကက်လို့တယ် my number ကက်ရပြီဆိုလို့ရှိရင် PayDi အကောက်ကိုရှောက်ပါရှောက်ထားတဲ့အခါမှာလက်ခံဖုန်းက iPhone ဖြစ်ဖို့လိုတယ်နော်ဒီဝင်ဝယ်ကိုတေချာဖြည့်ပါအဲ့ကြိုင်ပတ်စံရလာပါမယ် iPhone product တွေဝယ်ခြင်းတဲ့ခါရင်တောင်းဝယ်ကြည့်ကြည့်ပါဝယ်လို့ရကောင်းရနိုင်တာလည်းရှိတယ်ဝယ်လို့မရခဲ့ရင်မနာဆန်တို့ကဈေးဝယ်ပါနော်အရေးကြဈေးတွေဝယ်ပါဈေးဝယ်ပြီးတော့မှဒီလူကဒီမှာနေပါတယ်သူတို့ကလည်းပတ်စံဆက်ပါတယ်သူတို့ယုံကြည်ဝါပြီဆိုရင် App Store က နေပစ္စည်းဝယ်လို့ရပါတယ်အဲ့တော့ App Store ကနေပစ္စည်းဝယ်တဲ့နည်းကိုပြပါမယ်ဒီမှာဒါဆိုရင်ဒါ iPhone တွေပေါ့နော် iPhone ဝယ်လို့ရတယ် iPhone မဟုတ်ဘူးနားဆန်နော် iWatch ဝယ်မလားနော် iPad ဝယ်မလားဒီ App product မျိုးစုံမှန်သမျှအကုန်ရပါတယ်အရေးကြအများဆုံးရတာတော့ဖုန်းဖြစ်ပါတယ်ကျွန်တော်တွေကတော့၃ချိန်ခွဲရှင်းလို့နော်အနည်းငယ်ပေါ့နော်ခွဲရှင်းတာပဲရတယ်ဖုန်းကကြတော့36ချိန်ရပါတယ် Watershi Pro မှဝယ်ပြပါမယ် ဒီမှာ pro ဝယ်မလား promo ဝယ်မလားဗောနော်မူရင်းဈေး apex ro ဈေး18900ကိုအာတလောက်ကောင်က9290နှစ်ချက်ပဲကြာပါမှာ၃နှစ်ပေးချရပါမယ်ဒါမှမဟုတ်ဆိုလို့မဟုတ်ဘူးပဲရှိရနော်ကိုမိုးဆိုင်တော့တလောက်မကောက်ကြာတယ်အဲ့တော့ promo ဝယ်ပါမယ်ဟိုတက်ရှိရအဲ့တော့ဒီမှာအရောင်ရွေးရပါမယ် natural titanium ရွေးလိုက်ပါတယ် gift ရွေးရပါမယ်သူက256ပဲရပါမယ်နော်512ကတော့မရပါဘူး21900ကျော်သွားတာဖြစ်တော့ဟိုတက်ရှိက21000ထိပဲဟိုတက်ရှိကိုပေးထားတာဖြစ်ပ ်ပါတယ်။အဲ့တော့256 GB ကိုရွေးလိုက်ပါတယ်။256 GB ရွေးလိုက်ပြီး iPhone model တွေကတော့ရမရွေးတော့အောက်ကဟာနှိပ်လိုက်ပါတယ်။ပြီးတော့လို့ရှိရင် तू อ่ะဒီမှာတစ်ချိန်တည်းမနောက်ဆန်လို့ခြေမှာလာเนาะပေဒီရနေပြီးတော့မှာเนาะအာ36ချိန်ခွဲရှင်းမှာလာလို့မြေးပါတယ်အဲ့တော့ဝါတက်ရှိက36ချိန်ခွဲရှင်းမှာပါပေဒီနဲ့ခြေမှာဖြစ်တဲ့အတွက်ဒီကောင်လေးကိုနှိမ့်လိုက်ပါတယ် လဲလိုက်ပြီးသွားရင်ဒီမှာ soft ban ဆိုတာရှိပါတယ်နော်တခုပဲစု campaign ဆိုပြီးတော့မှသူကဈေးတော်တဲ့ plan တွေရှိတယ်ပေါ့နော် campaign ဒါဆိုရင်သူကသူတို့ phone sync ကတ်သုံးရတာလို့အဲ့လိုပတ်စံပြန်နှုတ်တာလို့ရှိတယ်ပေါ့နော်ဟောတက်ရှိလဲတေချာတော့မသိဘူးဒါပေမဲ့အဲ့ဒါနဲ့မရွေးပါဘူးနော်ဘလောက်မှလည်းမကွာဘူးဆိုတော့ကိုပါလွတ်ကျွတ်ပေရင်နဲ့ပဲခွဲရှင်းပါမယ်အဲ့တော့ဒါလေးကိုနှိပ်လိုက်ပါတယ်အောက်ကဟာလေးကိုနှိပ်လိုက်တယ်နှိပ်လိုက်ပြီးမနာဆန်တို့အပဲကဲဝယ်မလားလို့သူကမေးပါမယ်ကိုကလိုချင်ရင်ကိုလိုချင်တော့လည်းဝယ်ပေါ့နော်မလိုချင်တော့လည်းမဝယ်နဲ့ပေါ့ အဲ့တော့ဒါ promote ဝယ်လို့ဒီလောက်ဈေးကြတာပေါ့နော်ဟို50လောက်ပဲဝယ်မယ်ဆိုရင်နော်ဆန်တို့တိတ်ဈေးမကြပါဘူးအဲ့တော့ဒီမှာရပြီပေါ့နော်ရပြီဆိုရင်ဒီဘက်ကိုလေးနှိပ်လိုက်မယ်ခိုင်းမို့လို့နော်ဒီမှာအခုကဝါသက်ရှိဒီနေ့ဗနေရက်လဲဆိုတော့ဒီနေ့9ရက်กว่าသူက10ရက်၄လပိုင်း10ရက်တုံးမို့11ရက်တွင်မှာဒီပစ္စည်းတွေရပါမယ်နော်နောက်ဆန်တို့ဒီပစ္စည်းရပါမယ်အမအအစင်းစင်းပေါ့နော်ဆက်ပြီးတော့မှလုတ်သွားရင်ရပါမယ်ဝါသက်ရှိတော့ဝယ်ပြလို့မရတော့ဘူးထင်ပါတယ်ဝါသက်ရှိ အရင်တလုံးဝယ်ထားပြီးသွားပြီဆိုတော့လေအဲ့တော့ဒီမှာနော်ဒီလိုတွေရွေးပြီးတော့ဝယ်ရတာပါအဆုံးထိသွားတယ်။သွားပြီးသွားလို့ရှိရင်အပက်ကဲနာရှိလုပ်လိုက်ပါမယ်။ဆော့ဝယ်ပြပါမယ်။အာအဆုံးထိတော့ဝယ်တဲ့ရှိရမရတော့ပါဘူးဝယ်ပြီးသားဖြစ်တော့ပတ်စံမလောက်တော့လို့ပေါ့နော်သူကဘက်ခူနေဆိုကြီးကဘက်ခူကိုသွားမလားတဲ့ဘက်ခူဆိုတာကကြတော့ဒီအာပေါ့နော်ဘက်ခူဆိုတာမနက်ဆုံးလို့ဒီမှာ အာသွင်းသူကအာသွင်းချိုးဝဲပါတာပေါ့နော်အာသွင်းကောင်းနေဝဲမလားကာပါတွေဝဲမလားညီမတို့အာသွင်းကောင်းဆိုရင်ဘလောက်ပေါ့နော်ကာပါဝဲမလားအဲ့တော့ကိုကဝဲခြင်းလဲဝဲပေါ့ဟလာမဝဲခြင်းဆိုလို့ရှိရင်လေဒီမှာခကူနေလုတ်လိုက်ပါတော့မဝဲတော့ပါဘူးအဲ့တော့ဒီမှာအရေးကြတာပါပဲနော်အာ iPhone 50 Pro Max 256GB ကို Natural Titanium ရဲ့အရောင်လေးရွေးထားပါတယ်36ချိန်ခွဲခြင်းမှာခွဲရှင်းမှာမယ်အတိုးနှုန်းက0ပေါ့နော်အဲ့လိုတေးကြတယ်ဆိုလို့ရှိရင်ဒီမှာသူကဒီမှာခြေတော်နှိပ်ပါတော့မယ်နော်နောက်ဆက်ဘယ်နေ့ရောက်မှာလဲ4ရက်10ရက်ကနေ17ရက်အတွင်းပေါ့နော်တိတ်မကြအဝတ်တရှိကူးဝယ်တာ9ရက်နေ့မှာခုနှစ်နှစ်ရနေဝယ်တာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုနှိပ်ပြီးတော့နှိပ်ပြီးတော့ဒီမှာသူကပေါ့နော် အာဒီမှာဒီမှာသူလာတယ်ပေါ့နော်။ဘာညာကိကလာတယ်။အဲ့ဒါကိုချူမုံကိုတက်စုကီဟဲနော်ဆက်လုံးမာလာဆိုပြီးတော့ဆက်လက်လှုပ်ဆောင်လိုက်ပြီးတော့မှအာအဲ့မှာလိုတဲ့ဟာတွေမေးတွေဖုန်းနံပါတ်တွေ ID တွေအဲ့ဒါတော့ဒူရိုက်တော့ဆက်ဖြေသွားပေါ့နော်။ဝတ်သက်ရှာတော့မလုပ်ပြတော့ပါဘူး။ဝတ်သက်ရှိဝယ်လို့လည်းမရဘူးဆိုတော့လေနော်။ပထမတစ်ခါဝယ်ပြီးသွားပြီဖြစ်တဲ့အတွက်အဲ့လိုဒီဒီနဲ့ဝယ်လို့ရပါတယ်။အဲ့တော့ဂျပန်လာပြီးတော့ iPhone ဝယ်ခြင်းနဲ့နော်ဂျပန်ရောက်ရင် iPhone ကိုင်ခြင်းနဲ့ဆိုပြီးတော့အိမ်မက်ရှိတဲ့သူတွေအခုမှဆက်ရောက်လဲဝယ်လို့ရပါပြီ။အဲ့တော့ ော့ဟိုအရင်ဝင်တော့ဝင်ပို့လည်းမဖြစ်ဘူးပေါ့နော်ပတ်စံအများကြီးလည်းတစ်လုံးထဲနဲ့ပြေးလိုက်ရတာလည်းဝင်တော့ဝင်ပို့မဖြစ်တော့ပါဘူးအဲ့တော့ဘယ်သူမှကိုယ်မွေပေးနေတော့မှကိုဖောက်ကိုပေတီကနေအရေးကြောင်ဝယ်ပြီးတော့ iPhone ကင်နိုင်ပါပြီအဲ့တော့မနာဆန်တို့ဝယ်ကြည့်ကြပါမတန်နေ bye bye